ိုးရဆရာမပါတဲ့ဖိုနစ်သင်ပေးခြင်းပါတယ်ဒီချဲတဲ့သင်တတ်ခြင်းနဲ့ပေါ့နော်ဘဲကနေစလေ့လာရမလဲအကြံပြုပေးပါအောင်တဲ့ကလေးတွေအတွက်ဖိုနစ်သင်ခြင်းတာပေါ့အဲ့တော့အဲအစိုးရကျောင်းဆရာမဖြစ်ဖြစ်အပြင်ဘယ်သူဖြစ်ဖြစ်ပေါ့နော်ဖိုနစ်သင်ခြင်းနဲ့ဆိုရင်ဖိုနစ်ဗီဒီယိုတွေ့အများနဲ့လေ့လာပါ နော်အဲ့ဒီလိုမျိုးလိလာမှကျွန်တော်တို့ forex ဆိုတင်တတ်ပါမယ်အဲ့ကြမှာကိုတင်နှန်းတက်တင်လားမတက်တင်ဘူးလားကိုကိုကိုတည်တည်ရှိရှာကိုကိုကွဲကွဲပြပြသိလာပါလိမ့်မယ်။ဒါကြောင့်လဲဆိုတော့ forex တင်နှန်းခြင်းနဲ့တင်နှန်းတက်ပါလို့ပြောတယ်ဆိုရင်အဲကိုတင်နှန်းဖြစ်စေတခြားသောဆီယမားတွေတင်နှန်းဖြစ်စေအဲညှို့နေမယ်ဆိုပြီးတော့ထင်မှကြောက်လို့ပါ။တချို့ negative မြင်တဲ့မြင်သမားတွေကတင်နှန်းရောင်းစားရဲလို့ထင်မှစိုးတယ်လေနော်။စိုးရင်ဒါထက်အဲ့လိုမျိုးအတွေးတွေမြင်တတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကိုကဘယ်ဆီယမားဖြစ်နေပလိစီဘာပညာပဲတင်လေချင်းတင်စေချင်းပလိစီ forex မှာမဟုတ်ဘူးဘယ်ဟာပဲတင်တဲ့ချင်းပလိစီအဲ့ဒီ ကိုတင်တက်လို့တဲ့ subject တခုကိုအမြဲတမ်းအမြဲတမ်းမပြတ်လေ့လာရမှာဖြစ်ပါတယ်ကိုကဒီလမ်းကြောင်းပေါ်သွားကျင်နေဆိုရင် target တခုအကြီးချမယ်။ငါဘာတင်ကျင်တာ။အဲတော့ phonics နဲ့ phonics တင်ကျင်တာ။ phonics ကိုငါဘယ်နှလမှငါအပီးလေးလာမယ်။ phonics ဗီဒီယိုလေးကြီးကြည့်ပြီး phonics ဆိုတာဘလို့လဲဆိုကိုကိုကိုလည်း Google မှာ search လုပ်ပြီးရှာနိုင်တယ်။ YouTube မှာလည်းရှာနိုင်တယ်။အဲတော့ phonics ရဲ့အခြေခံလေးတွေသိလာပြီဆိုတဲ့အခါမှာလေ့လာရင်းနဲ့လည်းအော်ဒီလိုဆိုရင်ကြာလိမ့်မယ်ငါ guideline လိုအပ်တယ်ဆိုတဲ့အခါကျမှဒုတိယအဆင့်နေနဲ့ သင်တန်းလေးတစ်ခုတင့်တော်ရာလေးနဲ့ join မိလာလို့ရပါတယ်။ကိုက self study အားကောင်းနေဆိုရင်ကျမတို့ဆိုရင်အဲဒီ international လာရတူမဟုတ်ဘူးအစိုးရဆီမှလာတဲ့ခါကျအဲ့လိုကိုကို phonics ကို free ကိုလေ့လာတဲ့ခါမှာတက်သွားတယ်နားလည်သွားတယ်။ဒါဆိုရင်သင်တန်းတက်ခဲ့တာလားသင်တန်းမတက်ဘဲတက်တာလားဆိုနှစ်ပိုင်းရှိတယ်။သင်တန်းမတက်ဖယ်နေကိုကျမသားကိုကျမတင်ထားတာဖြစ်ပါတယ်။ဒါကြောင့်လဲကိုကအစိုးရဆီမှလုပ်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကျမသားဒီချိန်မှာဆီမှလုပ်မယ်ဆိုရင်လုံးသက်18နှစ်ရှိပါပြီ။လုံးသက်ဒီအကြောင်းပြောလို့ကြွားတယ်မထင်ပါနဲ့။ပုံပွင့်လေးလေးဒါမေ့ခြင်းပြပြခြင်းဖြစ်ပါတယ်။ဒါကြောင့်လဲလူတွေရဲ့ ကျွန်တော်တို့ရဲ့နေစဉ်ပေါ်ဖြစ်တဲ့ဖြစ်တဲ့နေရာမှာ service ဆိုတာအရင်ရေးကြည့်တယ် service လိုရတယ်ပေါ့နော်အဲ့တော့ဒီလိုပဲအိတ်လိုက်စားလိုက်ကြောင်းတက်ကြောင်းပြက်ကြောင်းတက်ကြောင်းဆင်းဆိုတဲ့ပုံစံနေတယ်နေရင်တော့လုတ်သက်ကဘာမှပြဿနာမရှိဘူးစကားမပြောဘူးအမြဲတမ်းလိလာနေတဲ့သူတယောက်ကလုတ်သက်ကြီးလာလာနေမြ အတွေ့အကြုံတွေများလာမယ်တင်ကြားရေးမှာချောမွေလာမယ်ဒါကြောင့်လုပ်တဲ့ကိုပြောခြင်းဖြစ်ပါတယ်ကျွန်မကဒုတိယမျိုးစားတဲ့ကိုပါတယ်တင်ကြားရေးဆရာမတယောက်ဖြစ်ပါတယ်အဲ့ဒီအတွက်အဲ့ဒီအတွက်ဒါကိုပြောခြင်းဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကိုကိုကို free လေးလာပြီးတက်ခဲ့တယ်ဘာဆိုရင်ဒါဆိုရင်ဘာလို့တင်တန်းတက်တာလဲတင်တန်းကတချို့သူတွေအနေနဲ့အမြင်မှာဒါမှလည်းမတင်တန်းမတက်ဖ ೇನೆ certificate တွေမရှိဘဲနဲ့အဲတင်တန်း စာတင်တယ်လို့ထင်ပါတယ်။အဲဒီတော့ကစခဲ့တော့က30တနှစ်ပဲရှိသေးတာပေါ့နော်။30တနှစ်အသက်ရွယ်လေးမှာကျတော့ကြောက်စိတ်တွေလည်းရှိရပြောမှလည်းသူများကိုသူများကဘယ်လိုပြောမလဲဆိုတာကိုမြင်ပြီးတော့လုပ်ခဲ့တာ။အခုချိန်မှာတော့ကိုကိုကိုဒီချိန်မှာကျမစခဲ့ရတယ်ဆိုရင်တော့ဒီချိန်မှာစမဲ့သူတွေကို confidence ရှိရှိပြောခြင်းနဲ့နော်အဲ့ဒီ certificate တွေဆိုတာကဟို login you ကျမအနေနဲ့ပြောရနော်။ကျမရဲ့တိုက်နေတဲ့သူကတော့မယူနဲ့လို့ကျမပြောခြင်းနဲ့။ဘာလို့လဲဆိုကိုတကယ်တက်ပြီလားတကယ်တက်အောင်ကိုရဲ့ဘေးမှာကိုရဲ့လက်တွေ practical ဆင်းလို့ရမယ့်နေရာကျမတို့တနေရာရှာကိုသားသမီးကိုတူမှာကိုအိမ်နီးနာချင်းဖြစ်နိုင်တယ်။အဲ့ဒါကိုသင်ပေးလိုက် သူတကယ်တက်လာတယ်ဆိုရင်တခြားသူတင်လို့တက်တယ်အရှင်းချင်းလေးပဲသူ့ကိုတင်ရတဲ့အခါမှာဘယ်ဟာကိုအရင်တင်တယ်ဘယ်ဟာကိုနောက်မှတင်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့စဉ်းစားပြီးစဉ်းစားထားရမယ်ဟုတ်ပြီအဲ့တော့တင်နှံတက်တဲ့အခါဘယ်ဟာအာတာလဲဆိုတော့တင်နှံမတက်တဲ့အခါကျတော့ခုနကပြောသလိုထထိုးညံရှိရင်တော့တင်နေသွားမယ်တင်နှံ မတက်တဲ့သူကပေါ့နော်တင်းနဲ့မတက်ဖက်နဲ့လေ့လာတဲ့သူကဖြတ်ထုတ်ညာအရန်လိုတယ်အရန်ကိုလေ့လာမှုအားကောင်းဖို့လိုတယ်အများတန်းစားလဲ phonics သွားလဲ phonics 8လဲ phonics ဖြစ်နေရမယ်ဒါမှသာရမယ် okay အဲ့လိုမှမဟုတ်ဘူးကိုကတင်းနဲ့တက်လိုက်လို့ရှိရင်ဘာအားသာလဲဆိုတော့ဥမာကျွန်မတင်းနဲ့မှာဆိုဘယ်ဟာလေးတွေကိုအရင်သိရမလဲ step by step ဘယ်လိုလေးသင်သွားမလဲကျွန်မဘယ်ကသိတာလဲဆိုတော့စစနာကရှိမှပြောခဲ့တယ်ကိုသားကိုကိုတင်းနဲ့ကဒါကကျွန်မသားကိုတင်းနဲ့ဆိုဖတာဒီအတန်တင်းတော့မေမေတို့ဒါဒီဟာကို CVC သင်ရင်းနဲ့ မပြီးသေးခင်မှာကျွန်မနောက်တစ်မျိုးတင်ပြီးပြန်ပြီးဒါနေုံနေုံဒါလေးမတင်သေးဘူးဒါလေးကိုအရင်တင်ရမယ်ဒါပြီးမှထားတင်ရမယ်တဲ့ဆိုကိုယ့်အကိုဒီလို A4 စာရွက်တင်နော်အဲ့လို A4 စာရွက်တင်အဲ့အိမ်မှာရှိတဲ့ A4 စာရွက်တင်ပေါ့ရှင်အဲ့လို A4 စာရွက်ဒီမှာဗာမီးယောက်နော်ဒီလို A4 စာရွက်တင်မှာဗာမီးယောက်စာရည်မှာလေးနဲ့ချရေးအဲ့လိုလေးနဲ့ချရေးပြီးသူ့ကို အဲ့ဒါဖတ်ခိုင်းတာသင်ထောက်ကူရဲ့တော့ဘာမှထွေချူးရှိခဲ့တာမဟုတ်ဘူးနောက်ပိုင်း reading ဖတ်တဲ့အခါကျမှစာအုပ်ကလေးကိုသူ့ကိုကျမထုတ်ပြီးတော့ဖတ်ခိုင်းလိုက်တာအဲ့မှာဘာသိတာလဲဆိုတော့ကိုယ့်ရဲ့ previous knowledge ရှိခဲ့တဲ့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အခြေခံထွက်လာတယ်အဲ့ဒါလိုထွက်လာအောင်ကိုကကိုယ့်ရဲ့အုံနောက်ကို connection မိမိနဲ့ချိတ်ဆက်ပြီးတော့လိလာတော့တတ်ရမယ်အဲ့ဒါလိုလိလာတော့တတ်ပြီးဆိုလို့ရှိရင်နော်မကြခင် target time ကျမ3လဆိုပါတော့နော်ကျမဆိုရင်တစ်လတော့မကြအောင် phone ကိုတန်းတင်နေတယ်ဒါပုံမှန်လေးပြပြတာကျမလိလာတာရက်ပိုင်းပဲလိလာခဲ့တယ်အဲ့ဒီချက်ပိုင်းငယ်ကိုပဲမအိပ်ပဲနဲ့သွေးနူတာနူတာ ငယ်လေးကိုဝင်နဲ့ကျွန်တော်ထဲမှာသူနိုးတိုင်းရင်မအိတ်ချင်တဲ့ကဘောပင်နဲ့လေးလာတယ်ဖုန်းမီလေးအဲဝါလီဖုန်းထားတယ်ငယ်ဘယ်လိုကြောက်မလဲဟိုလူတို့မိအိတ်လေးလိုလေအမိအိတ်လေးထွန်းထားတယ်အာသမီရင်ထွန်းထားတယ်မိမ့်မိမ့်လေးပေါ့နော်အဲ့ဒါနေလုံးပါပါတို့ရောလည်းပါတယ်ငယ်နိုးမှဆိုလို့ပြီးလို့ရှိရင်ဘောပင်တစ်ချောင်းနဲ့ဘလာဆာကိုလေးနဲ့မှတ်ထားတယ်မှတ်ထားတယ်တခါတလေခဲတန်တော့ဘောပင်ဆိုမှားလို့ကိုကိုတီးတဲ့ရာ free လေးလာတယ်အဲ့လိုအဲ့လိုလေးလာရင်းနဲ့တက်လာခဲ့တဲ့အရာတွေကို ကိုကလေးကိုကိုပြန်ပြီးတော့သင်ပေးတာဖြစ်ပါတယ်ဆိုလိုတာကလက်တွေ့လေ့လာမယ်လက်တွေ့ပြန်သင်မယ်ဆိုရင်အဲ့ဒါဒီအထူးရောက်ဆုံးသော phonics လေ့လာနည်းဖြစ်ပါတယ်လို့ဒီကနေ့အချံပြပါရရှင်ကျေးဇူးပါ